ည်စွာပါကျွန်တော်ရဲ့ RPA Arkham မြန်မာ YouTube Channel လေးကနေညွှန်ကြားစွာပြန်လေးကြိုဆိုလိုက်ပါရစေ။အေးရဲ့ Arkha ပြည်သိမ့်လက်ချံမြို့တော်မြို့နယ်တိန်းသုံးတိန်းစီရဲလက်တံအပြန်လန်တက်ရောက်မှုဆိုတဲ့စီရဲတုံးသက်ချက်လေးတခုတင်ဆက်ပေးပါမယ်။အဆုံးရေကျေရှုနာဆင်ပေးကြပါဦးခင်ဗျာ။စကမအကြံပေးစစ်တပ်ကရခိုင်မြင်းနဲ့အေးကို တကယ်တိတ်ဆိတ်ဖွင့်ပြီးထိုးစစ်ဆင်ရဲပြီလား။တိတ်ဆိတ်ဖွင့်ဖို့အစီအစဉ်အောင်ရှိရလား။ ဆိုလို့ရှိရင်တိတ်ပြီးမရင်မရမသေးချာသေးပါလို့ရှုမြင်မိပါတယ်။စကားမှာအချက်ပဲစစ်တပ်နဲ့အသင်ဝင်အုပ်စုတို့ကအွန်လိုင်းပေါ်မှာလေကြေးပြနေရင်၎င်းနေမျိုးကိုဘတော်မှတိတ်ဆိတ်မဆင်ရည်သေးဘူးဆိုတာသေချာတဲ့အတွက်ကိုင်းပါ။ဘာကြောင့်အေးကိုစကားမှာအချက်ပဲစစ်တပ်ကတိတ်ဆိတ်မမဖွင့်တိတ်ဆိတ်ဖွင့်ပြီးထိုးစစ်မဆင်ရည်သေးတာလေးဆိုရင်ဘူမိစစ်ပြူဟာတပိုအရာအေကစကားမှာတက်တွေရဲ့ အခြေစိတ်ထားရာတိမ့်တုံတွေကိုစေရည်လက်အုံမှုရှယူထားနိုင်လို့ပဲဖြစ်ပါတယ်။၎င်းတိမ့်တုံတွေကိုအေကစေရည်အရာတိုးပြီးလှုပ်ရှားနေသမျှကာလပတ်လုံးရခိုင်မြေအဆက်အစိတ်ပိန်တစ်ခုခုကိုစကားမှကအကြံဖြစ်စစ်တပ်အနေနဲ့ထိုးစစ်မဖွင့်ခြေသေးဘူးထိုးစစ်ဖွင့်တာနဲ့စကားမှကြံဖြစ်စစ်တပ်အတွင်ဝေပါလေးဆုံးတာလီဆုံးဂိမ်းရှိနေလို့ တိန်သုံးတိန်ထေကတတိယလောက်ကပဲအေလက်ထေတို့အလုံးစုံပါသွားရင်ရော့ခိုင်မြေထက်ရော့လက်ပိုင်းအချုံးပေါ်မှာတေချာနေလို့ပါပဲဒီအချက်ကိုစကမအချက်ပဲစစ်တပ်ကအလေးလေးလုပ်ရမှာမဟုတ်ပါဘူး တိတ်တိတ်စီအရာရှုံနေခြင်းဟာပြည်နေတစ်ခုထက်ဂုံတိတ်ခပိုင်ရများစွာထိခိုက်မှုရှိတတ်ပါတယ်။ဒါကြောင့်စကမအကျံပစ်စစ်တပ်ကရခိုင်မြေနဲ့အေကိုတကယ်တိတ်ဆိတ်ဖွင့်ပြီးထိုးစစ်မဆင်ရည်သေးဆိုတဲ့အဖြေကတော့တံပီးပုံလွင်နေပါတယ်။စကမကျံပစ်စစ်တပ်ကရခိုင်မြေနဲ့အေကိုတကယ်တမ်းတိတ်ဆိတ်ထိုးပြီးထိုးစစ်မဆင်ရည်သေးရင်ဘာလို့လာနိုင်ပါသလဲ။ဒါကတော့ရှင်ပါတယ်။ရခိုင်ချက်သားပြည်သူတွေကို အခြေအနေပေါ်မှာမူတည်ပြီးတော့လေရင်နဲ့ပုံကျဲတက်ဖြက်ပါနိုင်မယ်အဲ့ဒါကသူတို့ရဲ့သရီဘိုးကြောင့်တဲ့လူယူလုစင်လုံးနေကြအောင်တန်ကြတဲ့စည်ရည်ပြူဟာတခုလို့ဆိုရပါမယ်အော်တိုဘာ20ကိုကနေ31ရက်အထိ3ရက်တာအတွင်းရသက်တောင်းပေါ်နေကျွန်ပတ်တိုစစ်တွင်နေကြဖြူမြို့နေတွေကိုစစ်တပ်ကပုံကျဲတိုက်ခိုက်မှုတွေစစ်တိတ်လုဆောင်ခဲ့လို့အေးဘက်ကထုတ်ပြန်လာပါတယ် တဟာစစ်တပ်ကရှမ်းမြောက်ကစစ်စင်ရေးတွေနေပြည်တော်တွားတာကိုအခွင့်ကောင်းယူပြီးတော့ရခိုင်ဒေသကိုလေကြောင်းတက်ခဲ့မှုတွေအချိန်မြင့်တုံ့မြင့်လှုပ်ဆောင်လာတာလို့အေကပြောပါတယ်။အေနဲ့တရုတ်ရဲ့ဆက်ဆံရေးကိုအကစ်ခတ်တရုတ်က BBC သတင်းမှာအခုလိုတုံ့သက်ထားတာဖတ်ရှုရပါတယ်။အေနဲ့တရုတ် ဆက်ဆံရေးဟာရှမ်းမြောင်မှာရှိတဲ့တရင်သားလက်နက်ကိန်အဖွဲ့တွေနဲ့တရုတ်နဲ့ဆက်ဆံရေးစီးပွားရေးအရာရှင်းနေမှုမဟာဗျူဟာအကျိုးစီးပွားဆုပ်ကိန်ထားနိုင်မှုနဲ့စီးရေးရအတာမှုတွေမတူညီကြပါဘူးအေကအစပိုင်းကလေးကတရုတ်နဲ့ပတ်သက်ရင်ပါနက်တဲ့ချင်းကတ်မှုရှိတယ်လို့ပြောနိုင်ပါတယ်။ဒါပြင်အေကတခြားနိုင်ငံတွေနဲ့ဆက်ဆံရေးလမ်းကြောင်းဖွင့်နိုင်ခြေရှိလို့တရုတ်ကသူ့ရဲ့ backyard channel တွေမှာရှိနေတဲ့ portfolio management တွေမှာရှိနေတဲ့မြောက်ပိုင်းလိုမျိုးတော့မမမမတင်းတင်းလုတ်ဖို့အခက်အခဲရှိနေပါလေလို့တရုတ်အရေးလည်လာသူကနှိမ့်ချင်ပြုတ်တထားပါလေ DPPC သတင်းပါတုံ့တက်ခြင်းဟာအလုံးတော့မှန်ကန်နိုင်ခြင်းမရှိနိုင်ပါဘူးဒါပေမဲ့နှိဆက်မှုအနည်းငယ်တော့ရှိတယ်လို့ရှုမြင်ရပါတယ်အေကိုတရုတ်ကတက်တိုကြီးဖိအားမပေးပေမဲ့ဖိအား ပေးပြတဲ့အကျင့်ကြီးကတော့မနေတော့ပါဘူးတရုတ်လုံခြုံရေးတပ်ဖွဲ့တွေကြောက်ဖြူပေါ်အချင်းချင်းဝင်ရောက်ပြီးခါရရဲ့နောက်ပြီးတော့ဝါတပ်ဖွဲ့ကဘီလက်နစ်ကိန်အဖွဲ့အစီကိုမှလက်နဲ့ခရံမထောက်ပံ့ရဘူးလို့တရုတ်ကဖိအားပေးနေခြင်းဟာအေကိုတနည်းတပုံတရုတ်ကဖိအားပေးခြင်းသို့မဟုတ်တည့်ရောက်မှုရှိအောင်လုပ်ခြင်းလို့ ဆိုရင်မမှားတော့ပါဘူး2025ခုနှစ်အကုန်လောက်မှာအေရဲ့စီးရှင်ခွင့်ချနေပြီးပိတ်ဆိတ်မှုတိုးလာမလားအရခပြည်သိမ်းလက်ကြံမြို့သုံးမြို့နဲ့တိမ်သုံးတိမ်လောင်းချစ်အပိယူလှုပ်လာမလားစီးရဲ့အဖြစ်တစ်ခုခုထွက်ပေါ်လာတတ်မှုဆိုတာနေသိပိသိတစ်ခုကိုစီးရဲ့နေနဲ့ရှက်ကားပြနာရှက်ကားပြပနိုင်ခြင်းကလည်းပါဝါကျန်လက်ထွက်ပေါ်ခြင်းရဲ့ရှိပြပြရောက်တစ်ခုပင်ဖြစ်ပါကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ရခိုင်စည်ရေးနိုင်ငံရေးလက်လာသုံးသပ်ရှင်းတာနေတဲ့လွန့်လွန့်လေးရေးသုံးသပ်ရှင်းတာမှုလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကနေအရခမြန်မာစည်ရေးနိုင်ငံရေးတော်လိုင်းရင်းနဲ့ဆိုင်တဲ့သတင်းသတင်းဆောင်ပါနဲ့သတင်းသုံးသပ်ချက်တွေကိုတင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့မိဖပြည်သူတွေဟာအလုတ်တစ်ဖက်အကြမ်းမှာစည်ရေးနိုင်ငံရေးသတင်းတွေသတင်းအချက်လက်တွေသတင်းဆောင်ပါတွေအချိန်ခါရဖတ်ဖို့အချိန်မပေးနိုင်ကြပါဘူး တရင်ဆောင်မတွေဖက်ဖို့အချိန်မပေးနိုင်ကြတဲ့ကျွန်တော်တို့မိဖပြည်သူတွေအတွက်ကျွန်တော်ရဲ့ YouTube channel လေးကနေတော်လိုင်းပြည်သူတွေစီးရင်နိုင်ငံရေးတရင်အချက်လက်တွေရရှိဖို့တုံ့တက်ချက်အမျိုးမျိုးကိုနောက်ဆက်ရင်ဘေပေါင်းဆောင်ကရှုမြင်တုံ့တက်နိုင်ဖို့အတွက်ရွေးရှိတင်ဆက်ပေးနေရခြင်းဖြစ်ပါလေအဆုံးထိကျေးဇူးနားဆင်ပေးကြတဲ့ သူတွေတပုတ္တရာချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်အရခပြည်သူပြည်သားများလည်းတော့အမြဲတမ်းပြည်သူပြည်သားများအားလုံးပေးကင်ကြမှာကြပါစေခင်ဗျာ